Hello မျိုးတို့ရေမင်္ဂလာပါနော်ဒီနေ့တော့ဟင်းချက်တိုင်းထည့်လေးရှိတယ်ဒီအစိမ်းအောင်ပင်လေးတွေဖြစ်တဲ့စက်တမိတ်ကြောင်းပြောပြမှာဖြစ်ပါတယ်နော်စက်တမိတ်ဆိုတာစက်တံဥကိုစိုက်ပြိုးတာဒါမှမဟုတ်စက်တံစေးစိုက်ပြိုးရာကနေပြီးတော့မှထွက်လာတဲ့စက်တံမင်းရဲ့ပင်စေးကနေဖြတ်ယူထားတာဖြစ်ပါတယ်နော်ဒီနေ့မှာတော့ဒီစက်တံမိတ်ရဲ့ရှည်လျားတဲ့သမိုင်းကြောင်းကျမရဲ့အတွက်အံဩဝဲကောင်းတဲ့အကျိုးကျေးဇူးတွေနဲ့ဘလို့ချင်းတွေမှာတတိထားရမလဲဆိုတာတွေမျှဝေပေးသွားမှာဖြစ်ပါတယ်နော် ဒီစစ်တုံပင်စစ်တုံမိတ်ရဲ့မူလစာတီးကဥရောပတိုင်းနဲ့အာရှတိုက်ကဖြစ်တယ်လို့ယူဆကြပါတယ်နော်စိတ်ဝင်စားစရာကောင်းတာက ရှေးဂရိလူမျိုးတွေကရောမခေတ်ကတည်းကစစ်တုံမိတ်ကိုဆေးဘက်ဝင်အပင်ဖြစ်သုံးခဲ့ကြပါတယ်နော်ဒါအပြင်ရောမစစ်သားတွေကခွန်အားတိုးစေးဖြစ်လဲစစ်တုံမိတ်ကိုစားသုံးခဲ့ကြတယ်လို့သမိုင်းထောက်ထားရေးလည်းရှိခဲ့ပါတယ်နော်ချစ်တုံမိတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကစိုက်ပျိုးခဲ့တယ်လို့သိရပါဗျာနော် ခုပြောပြခဲ့တာတွေကစိတ်တမိတ်ရဲ့တမိုင်းကြောင်းတွေပါအခုလိုသိရပြီးတဲ့နောက်မှာဒီစိတ်တမိတ်ဆိုင်ရလာမဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုလည်းမျိုးတို့သိအောင်ပြောပြပေးပါဦးမယ်နော်အခုရင်ဆုံးပြောပြမှာကတော့ကောင်းကျိုးလေးတွေဖြစ်ပါတယ်နော်နံပါတ်1အာဟာရဓာတ်ကျွဲဝါမှုဗီတာမင် K ဗီတာမင် C folate deck ဖိုတက်ဆီယမ်နဲ့ကယ်ဆီယမ်ဓာတ်တွေကျွဲဝါစာပါဝင်လို့ကိုယ်ခံအားတွေကောင်းပြီးကိုယ်ခန္ဓာကျန်းမာကျန်းခိုင်စေပါတယ်နော်နံပါတ်2 ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants ကျွဲဝါခြင်းကျက်သွန်မိတ်မှာ flavonoids နဲ့ organosulfur compounds တွေပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိပါတယ်နော်နံပါတ်3နှလုံးကျန်းမာရေးကောင်းမွန်ခြင်းကျက်သွန်မိတ်ထဲက bioactive compounds တွေကသွေးပေါင်ချိန်နဲ့ cholesterol ကို ထိန်းချုပ်ပေးနိုင်တယ်လို့လေ့လာချက်တွေအရသိရပါတယ်နော်နံပါတ်4အစာချေစနက်ကိုအားပေးခြင်းအမြင့်တက်ပါဝင်မှုကြောင့်အစာချေလမ်းကြောင်းကိုကောင်းမွန်စေပါတယ် နံပါတ်၅ကိုယ်ခံအားကောင်းမွန်စေခြင်းဗီတာမင်စီကျွယ်ဝမှုကြောင့်ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်နော်ဒါတွေကတော့စိတ်တမိတ်စားတဲ့အခါမှာရရှိလာမယ့်အကောင်းကျိုးလေးတွေဖြစ်ပါတယ်နော်ခုလိုမျိုးကောင်းကျိုးလေးတွေရှိသလိုပဲဒီစိတ်တမိတ်လေးစားတဲ့အခါမှာတတိထားမယ့်အချက်ကလေးတွေလည်းရှိပါတယ်နော်စိတ်တမိတ်ကလူများစုအတွက်စားသုံးဖို့စိတ်ချရတဲ့အပင်မျိုးဖြစ်ပါတယ်ဒါပေမဲ့အခုဆက်ပြောမယ့်အခြေအနေတွေမှာတော့တတိထားရပါမယ်နော်နံပါတ်၁ဓမ္မတဲ့ခြင်း ကျွတ်သွန်ပြူဒါမှမဟုတ်ကျွတ်သွန်နေတွေနဲ့ဓာတ်မတည့်တာဖြစ်တတ်တဲ့သူတွေကကျွတ်သွန်မိတ်နဲ့လည်းဓာတ်မတည့်နိုင်ပါဘူးနော်ဒါကြောင့်ရာယနာပူပိန်တွေထွက်တာဘိုင်းအောင်ဘိုင်းနာတာစတဲ့လက္ခဏာတွေလည်းဖြစ်တတ်ပါတယ်နော်နံပါတ်2တွေးကျဲဆေးတောက်သုံးသူများကျွတ်သွန်မိတ်ထဲမှာဗီတာမင် K ကျွဲဝစွာပါဝင်တာကြောင့်တွေးခဲခြင်းကိုအားပေးနိုင်ပါတယ်နော်ဒါကြောင့် wefriend လိုမျိုးတွေးကျဲဆေးတောက်သုံးနေရတဲ့သူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်နော် နံပါတ်3အလွန်ကျွန်းစားသုံးခြင်းဒီစစ်တော်မိတ်ကိုပေါ့အလွန်မင်းစားသုံးပါကဘိုင်းအောင်ခြင်းလေထိုးလေအောင်ခြင်းတွေဖြစ်စေနိုင်ပါတယ်နော်ဒါတွေကတော့စစ်တော်မိတ်စားရင်ရတတ်တဲ့အစိုးကျိုးတွေဖြစ်ပါတယ်နော်တခြားမှတ်သားစရာအနေနဲ့ကတော့ဒီစစ်တော်မိတ်ကိုစားမယ်ဆိုရင်စိမ့်ပြာရောင်ရှိပြီးလက်ဆက်တဲ့အရွက်ကိုရွေးပါနော်ညှိုးနှမ်းနေတဲ့အရွက်တွေကိုရှောင်ရပါမယ်နော်ဒါရှိခံဆိုရင်တော့ရေနှင်းငယ်ဆွတ်ထားတဲ့ဝတ်နဲ့ပတ်ထားတာမျိုးလုပ်ပြီးတော့တင်ဆဲထားနိုင်ပါတယ်နော်ရေခဲတစ်တာထဲမှာလုံးဝမထည့်ပါနဲ့နော် အချောက်ခံထားတဲ့စစ်သွမ်းမိတ်ဒါမှမဟုတ်စစ်သွမ်းမိတ်ချောက်ကိုသုံးနိုင်ပါတယ်နော်သုံးလို့လည်းရပါတယ်နော်အခုလိုစစ်သွမ်းမိတ်ရဲ့တမိုင်းချောင်းနဲ့ကျမရဲ့အကျိုးကျေးဇူးတွေကိုသိပြီးပြီဆိုတော့ဒီလိုသေးစားဟင်ခတ်တစ်ခုကကျမတို့ရဲ့ကျမရဲ့အတွက်ဘလောက်တောင်အရေးပါလဲဆိုတာသိရတဲ့အတွက်အံ့ဩမိပါပါနော်ဒီဗီဒီယိုကနေဘဟုတုတ္တတစ်ခုခုရခဲ့မယ်ဆိုရင် like and share လုပ်လို့ရပါတယ်နော်နောက်ထပ်အသေးအွတ်တွေချောင်းသိရဖို့လဲ subscribe လုပ်ဖို့မမေ့ပါနဲ့နော် နောက်ဗီဒီယိုတွေမှာဘလို့သီးနံတွေအကြောင်းပြောသေးခြင်းလဲဆိုတာလဲလာရောက်ခမန့်ပေးနိုင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင် Bye